ရောက်ခမမိဘကကြည်ကြည်နက်နက်ဖွင့်ပေးလိုက်တော့မှအမရာခေါ်မိတ်ထီတာဒီဘက်ပဲခကြီးထွက်ခဲ့လမ်းကြတော့အလောင်းတော်ကဈင်းသာကဲငါအမရာတော့ဉာဏ်ပညာသံဥမပဲဗတ္တိမသတ္တံကေတောအတ္တနန္တာရိဗတ္တိဥဘေအမရာတိဤမသတ္တံဤတိကိုကေတောရော့ယူတော့ ဂဟိတဝါကြီးဝေအတ္တနာမိမိကိုယ်ကိုဓာရိဟိဆောင်းခဲ့သောဥပာဏံဘနကိုအဘိရူဟိတဝါသိ၍ယာဟိသွားလောပြောကြောအမေရဒီတိကလေးဆောင်းဒီဖနာကလေးရှိပြီးတော့မြင်သွားဆိုပြီးတော့ဒီလေးဖနာကလေးပေးပေးလိုက်တဲ့ဒီပေးလိုက်တဲ့ဖနာလံခီးအတူတူကလာကြအမေရကဘလောက်ဆန်းတယ်လဲဆိုလို့ရှိရင် သူကခဏကိုရေတဲ့ကြမှာသူကစီးချောင်းတို့မြောင်းတို့ဖြတ်เสียရရှိတဲ့အခါကျခဏစီးအဲကုန်းရောက်ပြီဆိုလို့ရှိရင်သူကခဏမစီးဘူးခဏချွတ်သွားတခါချီးကလည်းပဲနေပူတဲ့ကျဲကျဲဟင်းနဲ့အပြင်လွန်ကြီးကောင်သူချီးမဆောင်အဲတန်းမှာတိုးတဲ့ဘာတဲ့ဝင်လို့ခြုံတို့ဘာတို့အောက်ကသွားရပြီဆိုရင်သူကချီးဆောင်အကြက်ရတယ်နေတော့ ဘုရားအလောင်းကမေးတယ်ခိမ့်ပတ်တိသလခဏိဥပာဏမတိမုံစိတ်တော်ဥဒကထာနိဥဒကထာနံသံပတ္တကာလိအဘိရူဟိတဝကိသတိပတ္တိဟောအမယာတိဝိကိမ့်ပဲ့နေရသလထာနိကြီးကုံခေါင်းကောင်းအရ၌ဥပာဏမတိမုံစိတ်တော်ဘဏကချွတ်ပြီးတော့ ဥဒကဌာနံသမ္ပတကာလီရေရှိတဲ့အယထာနတို့ရောက်တော့ကာလ၌ဟိမ့်ပဲကြောင့်အပြိတို့ဟိတဝါဖဏကစီ၍ကိစ္စတိသွားရသည်။ဘယ်နဲ့မဟုတ်ဘယ်နဲ့လဲအမေယားသူများနဲ့မတူဘူး။တကယ်တကယ်မြေပြင်ကုန်းခေါင်ကောင်ကြတော့မင်းဟာဖဏမစီပဲဖဏကြီးချော့ကိုင်းလား။အိုးရေတဲ့ဒီတော့လေရာထွန်တဲ့အချိန်ဆိုတော့ဒီလက်မှာရေကလေးတွေကဖြတ်ရသွားရ။ ။ဒီရေရဲကြပြီဆိုရင်မင်းကဖဏကြည့်စီတာဘယ်နဲ့ကြောင့်လဲ။ဒုရိယတန်တာပေးနေဘူးတော့ကာလနဲ့သတ္တအာဒါရတဝါသီကမဆောင်မဲ့ဝန္တန်ဒီတို့ရဲ့အတွင်း၌ဘဝိတ္တကာလီဝန်သောကာလမှာသတ္တန်သီကုဒါရတဝါဆောင်၍ခိန်အဖက်ကြောင့်ခိသတိသွားရသနည်း။တကယ်နေပူကြီးကြဲကြဲတဲ့ကြတော့ထီမဆောင်မင်းနဲ့ဟိုးတော်တဲ့အကြိတ်တွေစိတ်ပြေဆိုတဲ့ညီနေရာကြတော့မင်းကထီဆောင်ပြီဘယ်နဲ့ကြောင့်လဲလို့သွားရတော့ းလို့မေးအဲ့ရအောင်ကမေးတော့အမေရကပါပြန်ပြောတယ်သာမီဟိုအရှင်သာခဏတန်ဒီကုန်းခေါင်းကောင်းအရ၌ကန္တကာဒီနိသုသိငုတ်ခလုတ်သာဒီတို့ကို ပတ္တိပတ္တာမီကောင်းကောင်းမြင်ရပါတဖျားဟိုးဒီကုန်းပေါ်မှာဆိုတာမျက်စိနဲ့ကြည့်သွားရင်အော်ဒီမှာသုရှိတယ်သိငုတ်ရှိတယ်ခလုတ်ရှိတယ်ခေါင်းခေါင်းကြီးမြင်ရပါတယ်အရှင်သာတဲ့ ဥရကဌာနိမစ္ဆကိစ္စပကန္တကာတိနိနပတ္တမိဥရကဌာနိရေရှိတဲ့အကြံမှာတော့မစ္ဆကိစ္စပကန္တကာတိနိငါတွေလက်တွေသွင်းရောက်ခလုတ်စတဲ့တို့ကနပတ္တမိမမြင်ရပါရေတဲ့ဆိုတာတကယ်တည်းကန်စွန့်ပြီးတော့ဇွတ်သွားရတာတဲ့ရေတဲ့ကြတော့ငါရှိတယ်လက်ရှိတယ်သူရှိတယ်ဘာမှမမြင်ရသေစုပါရိဘဝိထေတုဒုက္ခဝေဒနာဘဝိယ ဟေးသူတို့ရေးတဲ့သွားတဲ့အခါမမြင်လို့နားကလည်းနားရဲ့အတောင်အလက်သူ့ဟောလာလက်ရဲ့အတောင်အလက်သူ့လက်ကြောက်သူ့လို့မြစ်ထဲရေထဲမှာရေထဲမှာရှိနေတဲ့သစ္ခကပါတဲ့သူတို့ဒီပါတဲ့ဘုံဝိတ္တုရှင်၌သူဝဉ္ဇဘုံရှိသောဒုက္ခဝေဒနာဆင်းရဲဒုက္ခဝေဒနာဒီဘဝရာဖြစ်လေရည်မဖြစ်ပါလားတဲ့ရေထဲမှာခဏမစည်းပဲသွားတော့ မြင်လည်းမမြင်ရသုခသုခေဥဒါသုစုရင်ဆင်းရဲဒုက္ခရောက်မယ်အဘောကတိဟိလင်းပြင်လွန်ဒီကောင်၌အဘောကတိဟိလင်းပြင်လွန်ဒီကောင်၌ဒုက္ခရုက္ခဒန္တကတိနိသိရွယ်ချောက်ဤဂိုင်းကြောက်စမ်းသည်တို့သည်နတ်ထေနာသံတိမရှိပါကုန်ဒီဟိလင်းပြင်ကြီးအဘောကမှာသစ်ပင်မှာမရှိပဲဟုတ်လားသစ်ပင်ကြောက်တို့ဂိုင်းကြောက်တို့ဒါတွေမရှိဘူးရှင်သာတဲ့ ဝဏ္ဏတံဘဝိဌာဏပါဏဝဏ္ဏတံတောရဲ့အတွန်းတို့ဘဝိဌာဏပါဏဝင်မိကုန်သောသူတို့အားကဒုက္ခဒုက္ခဒန္တာတိကေတုသက္ကံကြသက္ခချောအစရှိသည်တို့သည်မတ္တကေဥက္ခောင်း၌ပတိတေတုမတော်တဆကြာကဲကုန်ပြီရှိသောဒုက္ခဝေဒနာဆင်းရဲဒုက္ခဝေဒနာဒီဘဝရဖြစ်လျာ၏တော်တဲ့ဝင်သွားတယ်ဆိုတော့အပေါ်ကသိပင်ကြောက်တယ်ဂိုင်းကြောက်တယ် ဓာတိခေါင်းပေါ်မကြပါလားခေါင်းပေါ်ကြလို့ရှိရင်ဆင်းရဲဒုက္ခဝေဒနာတွေဖြစ်ပါလိမ့်မယ်ဓာသမာတို့ကြောင့်ဒေသတို့ဆင်းရဲဒုက္ခဝေဒနာတို့ကိုပฏิပါဏထာယပฏิဃာတနာထာယပေတောင်းချင်းမကြောကအာကျွန်တို့ကဧဝံဤသို့ကရောမိပြုပါနဲ့ဖုရားအကြောင်းနှစ်ချက်ပြည့်စုံဆုံးပြောအကြောင်းနှစ်ချက်နဲ့ဖြေဆိုချက်ကလောင်းတော့အင်မတန်အားရနှစ်သက်ရှိပြီးတော့အေးဒါဖြင့်သွားကြဦးဆိုခကြီးတစ်ထောက်ရှေ့သွား ကျေသာတော့လမ်းဘေးမှာဈေးပင်ကြီးတွေပဲပြီးနေပြီးတွေကမှဲ့အမေရကဗာပြောလဲဆိုတော့သာမိကိုအရှင်အပိသူရိတ်တော်ဗာဈေးပင်မောက်တဲ့ရပတရဗလံဈေးဒီကိုခေတော်ဗာခု၍ခါတားဟိခဲစားတော်မူပါမယ်ဇံပြီကျွန်တော်မအားလဲဒေဟိပြေတော်မူအရှင်ဖုံမဈေးတွေမှဲ့ဈေးပင်မောက်ရှင်သာတဲ့ရောက်ပြီတကားလားဒီဒီညာရှင်သာလဲစားကျွန်တော်မအားလဲပြေးစားပါလို့ပြောတယ် အလောင်းတော်ကဟန်လို့တဲ့ဗတ္တိအံကိလမာမိဗတ္တိဟုအဘေအဘယဒေဝီအာနာတိကိလမာမိခကြီးပန်းရလာခဲ့တဲ့နတ်တဲ့ကောမြေပြီလူဟိတုသစ်ပင်ပေါ်ကမတက်နိုင်ဘူးဒုသမေဝအဘိဓုဝသွတ်မေဝသင်းသည်ဖြင့်လည်းအဘိဓုဖသည်ပင်ပေါ်တက်ပြေတော်ဟုတ်လားရှင်းသားတကယ်ပန်းလားပန်းနဲ့ဉာဏ်ကြတယ်မင်းသမီးကပန်းရမင်းသားကမပန်းရဘူး အခုတော့ဒီမိသားကပန်းအဲ့မိသားကငါပန်းနေတယ်ငါပန်းနေတယ်ခွဲမတက်နိုင်ဘူးတဲ့ဗျာအဲ့ဒီဈေးပင်အဲ့ဒီတော့အမေကမင်းမတက်ပါဘူးဆိုတော့အမေကဈေးပင်ပေါ်တက်ဈေးပင်ကွာကြားကနေပြီးတော့ဈေးပင်များဆိုပြီးတော့အလောင်းတော်ကကြည့်တဲ့အခါကျတော့ဗတ်ဒီဖလံမဲချန်နေဗတ်ဒီဟိုအဘေအမေရာဒီဝီမဲချန်ကအဖလံသီးသီးကိုဒေဟိပေးသမား ငါလည်းဒီဒီပေးသမှာဟောအောက်ကနေဒီချက်စနုပေါ့ဒါလို့တောင်းလိုက်တဲ့အခါကျတော့အမယာကစဉ်းစားတယ်အယံကုရိသောပဏိတော်ဝါအပဏိတော်ဝါဝိမံသိတ္တမိအယံကုရိသောဤရောက်ကြသည့်ပဏိတော်ဝါပညာရှိသလားအပဏိတော်ဝါပညာမရှိသလားဝိမံသိတ္တမိသုံးသာဥမ္မာပဲဒီမင်းမင်းမဟောပညာရှိတဲ့ရောက်ကြဟုတ်မဟုတ်ငါသုံးသန်းကြည့်ဥမ္မာပဲဒီလိုအကျန့်အစီနဲ့ သာမီဥဏဗလံကာဒိတိကုရဟုတိတလဗလံသာမီဟောရှင်ဥဏဗလံပူရဲဒီဒီကိုခာဒိတိသာလူပါဒလဥဒါဟုတို့မဟုတ်ဒီတဗလံအေးတဲ့ဒီဒီကိုခာဒိတိသာတော်မူလို့သလားဖရာလို့မေးလိုက်ဒီဒီအပူဇာယန္တရအေးစားယန္တရအရှင်သာလို့ဆိုတော့ဗတ်တိဥဏပလိနာမေအတော်ဗတ်တိဟောပဲအမယာတိဥဏပလိနာဒီဒီအပူချင်း ဘွာစီဒီအပူကိုမင်းသားဒီအထောအလို့ရှိဒီဒီပူစားကြပါလားကွာသာမိခါရာအရှင်သာစားတော်မူဖျားကတော့ပါဆိုပြီးတော့ကောင်းမင်းသားနေပြီးတော့ဟိုဖုတ်ပူတဲ့နေပူတဲ့ဖုတ်တဲ့သဲပူတဲ့ကိုဒီဒီပြစ်ချပြီးတော့အဲ့ဒီမှာအပူတွေကသွားပြီးကောက်စားတော့ပုတ်ကလေးမှုတ်ပြီးတော့ဓာတ်တခါလုံးလုံးကနေပြီးတော့တခါပြန်ပြောပြန် ဗတ္တိသီတဖလမေတ္တိဗတ္တိဟိုအဘဲအမေရာဒေဝိသီတဖလအေးတဲ့ဇီတိကိုမင်းကအာဒိဟိတမျိုးပေးပါအောင်လို့ဒီလိုတောင်းသာမိခာရအရှင်သာသာတော်မူဖျားလို့အဲ့ဒီလိုပြောပြီးဒီဒီချင်းတော့ဇီတိလေးတွေကိုဒီမျက်ပင်ပေါ့အဲဒီမျက်ရှိတဲ့နေရာကိုဇီတိလေးတွေပြစ်ချနေတာသာတော်မူဖျားဆိုပြီးတော့ပို့မဟောဘယ်တော့သဘောကျလိုက်တယ်လဲဆိုတော့ အယံဓာရိကာတိဝိယပန္တိတာအယံဓာရိကာဤသင်္ကေမတိအတိဝိယလွန်လင်ပန္တိတာပညာရှိပြီစွာသိပညာရှိတဲ့ကလေးမှာပဲကွာဆိုပြီးတော့နော်အင်မတနစ်လိုအာယံဝမ်းမြောက်တော်မူပြီးတော့ဗတ္တိဗတ္တရဒုက္ခတောဩဒရာဟိဗတ္တိဟုအမယတိဝိဗတ္တရဒုက္ခတောဇိပင်ဘောကဩဒရာဟိသင်ငယ်တော်ငါတကယ်စားကြလို့မဟုတ်ဘူး မင်းဘလပညာရှိတယ်လေသုံသန်းညင်လို့ကာယဒီဗမောအစင်တို့သွားကြလို့ရှေ့ခကြီးဆက်ပြာရှိသေးတယ်ဆိုပြီးတော့သွားမိထီလာညီတဲ့ရောက်မိထီလာမြို့တဲ့ရောက်ပြီနဲ့တပြိုင်နဲ့တကဝဒကမှုဒကဘုအိမ်ကိုတခါလဲဝင်သွားတာအလောင်းတော်ဒကမှုဒကဘုအိမ်ဝင်သွားတော့ဒကမှုဒကဘုအနေနဲ့တော့ဒါဒီဝိဒေတဲ့မြင်းကြီးကသားတော်အနေနဲ့မွေးစားထားတဲ့ သုခမင်းမင်းမဟောဆိုတာတကမှုတကဘောကတော့သိတယ်။ဒါပေမဲ့တောင်းတော်ကမျက်စာပြစ်တာလေ။သူဝတ်လာတာကအချုပ်ကမကြီး။ဒီတော့အချုပ်တဲ့လူတယောက်ရှင်ရင်သာတယောက်အယောင်နဲ့ဒီလိုလာပြီးတော့တကမှုတကဘောကခေါ်ပြီးတော့ဟိုနာခေါ်သွားပြီးတော့ဟောဒီမင်းကလေးကိုဒီကနေ့ညဒီမှာထားမယ်။အဲ့ဒီတကမှုကတော်ကိုခေါ်ရင်ရပြီ။အဲ့ဒီဒီမင်းကလေးကိုဘုရားသခင်စောင့်ရှောက်ထားလိုက်ပါ။ ။တညဒီမှာထားမယ်။ကျုပ်မဟုတ်လို့မပြောနဲ့။ဒီလိုဆိုပြီးတော့အလောင်းတော်ကငါမြူတဲ့သွားเสียချင်သေးတယ်ဒီအိမ်မှာခဏနေရခဲ့အောင်။အမေရာဒီတိုင်းထားခဲ့။မိမိရဲ့အိမ်တော်ကသွားပြီးတဲ့ကာလဖွားဘက်တော်ငွေချင်းနေနဲ့ပါလာပြီ။ကျင်ရတော်ကရှာပြီးတော့လာခဲ့တဲ့အတုကဂေဟိအိတ်ချင်းတဲ့ပြတော်ပါအာငတော်မိ။ကျင်ရတော်က ရှာပြီးတော့လာခဲ့တဲ့အတုကဒေဟိအိသိန်တပိတဝါအာဂတောမိအတုကကေကြီးအမိရှိသောတကမှုတကဘုဤအိမ်၌အိသိန်ငါရဲ့ကျင်းရတော်ကိုဂဟိတဝါတပိတဝါထားခဲ့၍အာဂတောငါတယောက်ဆဲလာသည့်အမိဖြစ်ပေ၏တကဘုကြီးရဲ့အိမ်မှာငါကျင်းရတော်ထားပြီးတော့ငါတယောက်ဆဲအခုလာခဲ့ပြီးတော့သခင်သားအရှင်သားဘာလုပ်စီကြတော့သူရဲ့ဘာသက်တော်ဆိုတဲ့လူတွေကလည်းဒီ၁၅နှစ်၁၆နှစ်တည်းနော်တန်တန်ပါပါ လူရင်းတော့ကာနာသားတွေပေါ့အရှင်သာဘာလို့သိကျင်နေလဲဤမန္တတာဤငွေတထောင်ကိုအားသာရယူ၍ကံတဝါအဲ့ဒီတကဘောအင်္ဂသတန်ထိုးရောက်နေတဲ့မင်းကလေးကိုဝိမန္တတအလိုဆုံးသညာဘလောက်စိတ်နှလုံးခိုင်ပါတယ်လဲမခိုင်ပါဘူးဆိုတာမင်းတို့ဒီကငွေတထောင်ယူသွားကွာယူသွားပြီးတော့အဲ့ဒီငွေတထောင်နဲ့ဒီကလေးမကိုသွားပြီးတကလားရှားရောက်ဆုံးသားရတို့ပြီးတော့တခါလဲအလောင်းတော်ငွေတထောင်ပေးလိုက် ွားပစ်တယ်လူလား၆ရောက်တော့ဝေတထောင်တုံးနဲ့တခါနဲ့တကဘုတ်အိမ်သွားရောက်တဲ့အခါကျပါပြောနေတယ်ဒီဘယင်းရဲ့သားတော်မင်းမဟောကနေပြီးတခါကဆွလိုက်တာပါကျွန်တော်တို့မဟောနိုင်ပါဘူးဟောဒီမှာအစပြာထောင်တုံးပါဒီအစပြာထောင်တုံးလက်ခံပြီးတခါကမဟောရဲ့ဘယင်းသားတော်မဟောအိမ်ကိုလိုက်လိုက်ပါသေးချင်ပါတယ်ဒီအမျိုးသမီးကဒီလိုပြော ဲ့တော့အမယားကဘာပြန်ပြောလဲဆိုဣဒံမမတံမိကန္တာပါဒရဇံပိနဧကတိဣဒံဤယခုမောင်တို့ပို့သလာတဲ့ငွေတစ်ထောင်ဒီမမတံမိကတံငါအရှင်သခင်လင်းရောက်ကြ၏ပါဒရဇံပိခြေတော့သာကန်းနေတဲ့ညူမောင်လောက်ညလဲနဧကတိအဖို့မထိုက်ပါဘူးမောင်တို့ကျိုးယောက်ျားရဲ့ခြေကန့်နေတဲ့ဘဝကခြေမုံလောက်မှမောင်တို့တစ်ထောင်အဖို့မတတ်ပါဘူးကားရဖားတဲ့တော်ကြီးကပြန်သွားတယ်ရှင်းသားဒီလိုပြောနေတယ် ဒီဒါချင်းတစ်ခေါက်သွားအောင်ကွာဒုတိယချင်းလည်းဒီတိုင်းပြောတာပဲတစ်ခါပြန်ပြီးတော့ပြောပြန်တစ်ခေါက်သွားအောင်ဟာတတိယချင်းလည်းဒီတိုင်းပြောဒီတော့ဒီသတ္တဓာအချင်းကြတော့ဘယ်နဲ့ပြောဟတ်တိကေတဝကတန္တအာနိဒဒေနာဟိသုတပိကဟတ်တိလက်၌ကေတဝဆွေကတန္တမင်းကုန်တဲ့အာနိဒငါအိမ်မောက်ရောက်အောင်ဆောင်ခဲ့ကြဆိုပြီးတော့အလိုဆန်းတယ် သတ္တုကအရှင်ဘွားဘက်တော်ကြီးရောက်သွားတဲ့အခါကျတော့မင်းကလေးအခုအခေါ်ခိုင်းတာမင်းသားမင်းသားမင်းသားမှာမဟောမဟောဆိုတာဝိတေဟရိမင်းကြီးကသားတော်အရာမှာမူဝိသထားတာမင်းသားကအခေါ်ခိုင်းတာမလိုက်တော့မတော်ဘူးမဟုတ်ဘူးဂျမမှာဂျမပိုင်ဆိုင်တဲ့အရှင်သခင်ရှိတယ်ဒီအရှင်သခင်ကဒီအိမ်ခဏထားခဲ့တယ်ဒီတော့ဘယ်လိုနည်းနဲ့မှ ညီမအရှင်သခင်ကကြည်တော်ပြီးတကားလားကာမိတုမိစ္ဆာသာရအမှုမလိုက်နိုင်မပြုတ်နိုင်ဘူးဘလောက်ပဲမင်းမဟော်ဖြစ်ဖြစ်ညီလူဆိုတော့ကလေးမှာမင်းကအမိတ်ပါတယ်အသာတကြီးနဲ့လိုက်ရင်လိုက်မလိုက်လို့ရှိရင်လက်ဆွဲခေါ်ရတယ်တခါနဲ့လက်ဆွဲခေါ်တာမဟုတ်ရင်တခါနဲ့ရောက်တယ်ငုံငုံကြီးကြီးနဲ့တခါနဲ့ပါတော့မဟုတ်ရင်ရောက်တော့မဟုတ်ကအဲ့ဒီအချိန်ကျတော့သူကဒီအချုပ်သမားရဲ့အဝတ်တွေမဟုတ်မင်းသားရဲ့အဝတ် ူကသလွယ်လေးပေါင်းပြီးနှကောင်းပြီးနဲ့ကြာကြာနာနာဝတ်တယ်။ကြာကြာနာနာဝတ်တော့တကယ်မဟောတရားမင်းသားရဲ့အဆောင်ရောက်မင်းသားရဲ့အစည်းအနည်းနဲ့ဝတ်ပြီးတော့တကယ်တည်းအစီအပားအနေနဲ့တခန္ဓနာဆိုပြီးတော့အမယားကရောက်သွားတော့မဟောမှမသိ။အဲဒါသောသောကအချုပ်ကမှမမသိ။ယခေပဲမင်းသားမဟောပဲအာဒီတခြားလူတယောက်ပဲထင်ပြီးတော့အမယားကပါလဲဆိုတော့ရည်လိုက်တာဟဲ့ပဲ။ ရင်းပြီးတဲ့နောက်သီးသီးထန်ထန်ကြီးငိုကြတယ်ဖြီးချပြီးငိုလိုက်ဘောကမေးတယ်မင်းကလေးဘာပြုလို့ကြီးလဲဘာပြုလို့မင်းကလေးငိုတာလဲဘောကမေးသာမိအဟံဝတ္တမာနတဝသံပတိံဩလောကေတဝအယံအခါရဏိနာနလတာသာမိကိုအရှင်အာမကျွန်းတို့ဒီဟသမာနာကျေသာကတော့ တဝသံပတိဟောလောကိတဝအရှင်သားရဲ့စည်းစိမ်ကိုကြည့်ပြီးတော့အယံဤစည်းစိမ်မျိုးကိုအကာရဏေနာရှိကုသိုလ်ကံအကြောင်းမပါဘဲနလတ္တရအတိမဟုတ်ချေ။ဩဒါတော့ကြည့်ကြတဲ့မင်းသားရဲ့စည်းစိမ်ကိုအကြောင်းမဲ့နိတ္တတရမဖြစ်ဘူးဟဲ့။ပုရိမဘဝေကုသလံကံတဝလတ္တပုရိမဘဝေအတိတ်ရှိဘဝတုန်းကကုသလံကုသိုလ်ကံမှုကိုကတ္တဝပြု၍လတ္တရအတာပဲဟဲ့။ အဟောပုံညာနံဖလန္နာမပုံညာနံကုသိုလ်ကောင်းမှုတို့ဤဖလန္နာမအကျိုးကြီးသည်အဟောအောအံ့ဝဲရှိပါပေသောဤတိဤသို့အောက်မေ၍မောဓဝမာနာဝမ်းမြောက်ပြီးဖြစ်ရကအသိဉာဏ်ခဲ့ပါれအရှင်သာအရှင်သာရဲ့စီစဉ်ကိုကြည့်တဲ့အခါကျတော့ဒါတော့ကြည့်ကျတဲ့စီစဉ်ကကုသိုလ်ကံတည်းဟူသောအကြောင်းမပါပဲဘယ်လိုဒီထဲမှာမရဘူးရှေ့အတိတ်ဘဝတုန်းကကုသိုလ်ကောင်းမှုတွေပြုခဲ့တဲ့အတွက် ဒီစည်းသိမ့်တွေရတာပဲ။အိုးကုသိုလ်ကံကြီးရဲ့အကျိုးဆိုတာအင်မတန်အဟောပဲရှိပါသွား။စဉ်းစားတိုင်းစဉ်းစားတိုင်းဝန်တာလုံးလို့ကြီးပါတယ်တဲ့။ရောဓမဏပဏံကိုကျွေးတာကတော့ဣဒာနိယခုလိုမင်းသားဘဝစည်းသိမ့်ခြင်းဘဝ၌ပရတ္တလူတစ်ပါးယရခိတာဂောပိတာဝတ်တော်မိစောင့်ရှောက်ထိမ့်သိမ့်အပ်တော့ဝတ္ထုကာမရဲ့အပေါ်၌အပရိသေတဝါပြမတိတော့ နိရိယံမရေသူကမိတ်တိဧကံသွားရလိမ့်မည်မူရာတော့တခြားမဟုတ်ဒီလိုသီသိရှင်ကြီးဖြစ်ပြီးတော့သီသိတော်ရင်မှုပြီးတော့သူတထူးရဲ့ပိုင်းဆိုင်နဲ့စောင့်ရှောက်ထားတဲ့ထိမ့်သိမ့်ထားတဲ့သူညပိုင်းဆိုင်တဲ့ဝိထုကာမဘောမှာအလွယ်လွယ်အချော်ချော်တွေချင်းမှားပြီးတော့မရေသွားမှဧကံပဲလို့တည်ရည်စင်လိုက် ကာရုဏ်ကြီးနသနာတရှင်ရောဒိငိုကျွေးခဲ့ပါသဖျားလို့ပြောအရှင်သားပေါ်အိမတန်သနာဆုံးဒီလိုစဉ်းစားပြီးတော့အရှင်သားပေါ်အိမတန်သနာတဲ့အတွက်ငိုကျွေးပါသဖျားလို့အမယာကပြန်လျှောက်တဲ့အခါကျတော့ကိစ္စတနံတခေဝနေတာသံသာရှိလို့ကိစ္စတသွားကြကုန်နန်းထုံမိန်းကလေးကိုတခေဝထုမင်းတို့ခေါ်ဆောင်ရရနိုင်ခင်လေနေတာပို့ဆောင်ကြကုန်ကဲမင်းကျင်တို့ သွားကြဒီမိန်းကလေးကိုမင်းတို့ခေါ်ခဲ့တဲ့အိမ်မပြန်ပို့လိုက်ဆိုပြီးတော့အလုံးစမ်းတာပို့လို့အဲ့ဒီတကယ်တဲ့ဖားဘက်တော်တွေကသွားပို့လို့ပြန်လာတဲ့အခါကျတော့မှ gain ဒီကနေ့မင်းတို့ဒီအိမ်တော်မှာစောင့်ရှောက်နေကြငါအလုံးစမ်းပြီအင်မတန်ကမာတိရှိတဲ့အမျိုးသမီးအင်မတန်သစ္စာကတိရှိတဲ့အေးနောက်ဆုံးမှာပေါ့လေတော်ဝင်တဲ့အမျိုးသမီးပေါ့ တော်ဝင်စည်ရင်နဲ့သူပန်းနေကိုင်ငါတော့အချုပ်ကမအသွန်မဲ့ပြန်ပြီးတော့ဝုတ်အောင်မဲ့ဆိုပြီးတော့ဝုတ်တခါလေအချုပ်ကမအသွန်နဲ့ပြန်ပြီးတော့တကဘိုးအိမ်သွားတော့မှအမေရကလည်းပဲခုမှငါရောက်ကြလာတယ်လို့အောက်မယ်သောသောကဟိုတွေ့တဲ့မဟုတ်ဘူးသူ့သူ့ရဲ့အရှင်းသခင်မမှတ်ဘူးဒါကူအချုပ်ကမလာတော့မှအချုပ်ကမအဝတ်နဲ့မှသူကသဘောကျပြီးတော့အဲ့ဒီနေ့တညတကဘူးတကဘိုးရဲ့အိမ်မှာအိပ်ပြီးတော့မနေ့ကျတော့ မဟောကဒီမနေ့ရဲ့အော်ကျုပ်အခမ်းအနားနဲ့လာပြီးတော့ခေါ်မယ်ဆိုပြီးတော့တခါတည်းရှင်နန်းတော်ထဲဝင်သွားတယ်မင်းကဘိုးလေးဥဒုံကရဒေဝီမိဖုရားကြီးစီမှာတခါတည်းသွားပြီးတော့အမတော်ဖုရားမောင်းကမောင်းတော်ကဒီလိုအဝတ်နဲ့သွားပြီးတကလားဒီလိုဒီလိုအမတန်နှစ်သက်ဖို့ကောင်းတဲ့အမျိုးသမီးတယောက်ကျင်ရလောင်းရှာပြီးတော့လာခဲ့ပါလေအခုတကဘိုးတကဘိုးရဲ့အိမ်မှာရောက်နေပါပြီအမျိုးမျိုးအလိုတွေညာပညာတွေစမ်းသပ်ကြည့်ပါ ကန်ကကြည့်လိုက်တဲ့အခါကျတော့အဖက်ဘက်ကလိမ့်မာတဲ့အမျိုးသမီးတယောက်ဖြစ်ပါတယ်အမကြီးကအမရတဲ့ခရဒါသဲတော်ကြိုက်တဲ့ခင်ရတော်ဖြစ်ရပြီခမဲတော်ဝိရိယမင်းကြီးကိုလျှောက်ထားပေးတော်မူပါတော့ဆိုတော့မှဥဒ္ဓမရလေးကဝိရိယမင်းကြီးလျှောက်ဝိရိယလေးမင်းကြီးကမင်းသားတို့ရဲ့ထိမ့်ရတဲ့အဆောင်အယောင်ကိုအကုန်ထုတ်ပေးတာထုတ်ပေးပြီးတော့တခါနဲ့အင်မတန်မင်္ဂလာရှိတဲ့ယထာ မင်္ဂလာသိမ်းရတဲ့ယထာထုတ်ပေးပြီးတခန့်တနာပါပဲမင်းမင်းသားမဟော်နဲ့အမယာဒီဝီတို့တခါတည်းထိထိညာတပည့်ဆင်ញံပေးပြီးတော့မဟော်အိမ်ကိုအမယာပို့လိုက်ရောက်တဲ့အခါကျတော့ဝိတေရိမင်းကြီးကနေပြီးတော့လက်ဖွဲ့တော့ဖွဲ့တထောင်တန်းငါသားတော့ထို့အတူစစ်သေးတာပတိကြီးကအထအဲသူကငါက တမျိုးလည်းကနေပြီးတကလားထိုက်တယ်လို့တန်းတယ်လို့လက်ဖွဲ့ပြီးကြ။ဒကမှုဒကဘောကစပြီးတော့အားလုံးကလက်ဖွဲ့ပြီးတော့အမေရကဒါဒီရောက်ရောက်သမျှတဝက်စီတဝက်စီပြန်ပြီးတော့လက်ဆောင်တော့ပြန်ရ။လက်ဖွဲ့ရင်းလက်ဆောင်တော့ပြန်ပြီးတော့ဒီလိုပေး။အဲ့ဒီအချိန်ကစပြီးတော့ဒီအလောင်းတော်နဲ့အမေရနဲ့သမက်ကဝါဒမောင်ကြီးနှမကြီး အင်မတန်ဖြစ်ခင်နဲ့ညီညွတ်သောနေခြင်းဖြင့်ပြည့်ရှင်မင်းကြီးရဲ့အပေါ်မှာအကြောင်းအကျိုးဆုံးပါပြီးတော့နိလန်ပြပြီးတော့အလောင်းတော်နေတဲ့အကြောင်းတတော်ပထာယထိုးချင်းကစိုက်မဟာသတ္တောဖေအာလောင်းမိတာယထိုအမရဒေဝီနိသတိတကွာသမကဝါသံမြင့်သောနေခြင်းကိုဝတ္တတောနေလေရေညောပြရှင်မင်းကြီးအထင်းစာအကျိုးကိုလည်းကော ဇမိသအကြောင်းကိုလည်းကောင်းအမှုသာတိသုံးပါပေးသနာတော်မူလေကြီးအဲ့ဒီချိန်ကသာပြီးတော့အဲမဟောကအမယာဒေဝီနဲ့သမက်ကဝါသဘေတော့မှစိတ်ဝမ်းမကွဲတော့ညီညွတ်တော့နေခြင်းဖြင့်နေ၍ပြည့်ရှင်မင်းကြီးဌာမနေတဲ့မမအမှုတော်ထာလို့ဟာလာသူခမင်းရဲ့အလောက်ကလက်ပြည့်တဲ့ကာလမင်းမှုထမင်းထခစားပြီးတော့နေခဲ့ပါ